Hello hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့အိမ်သားလေးကပန်းချက်လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်ချင်းမိုင်နာမကြားစာသင်ကျောင်းပေါ့နော်အရည်ရဲ့ဘေးနားလေးမှာရှိတာပါဝင်ကြီးလဲပေးစရာမလိုပဲနဲ့ဒီ public ပန်းချက်လေးတစ်ခုပါဘေးနားမှာ coffee sign လေးလည်းရှိပါတယ် အဲ့ coffee sign လေးတဲ့ကအမာတွေကိုယူပြီးတော့တောက်သုံးရင်လည်းရတယ်ဒါမှမဟုတ်ဒီတိုင်းပဲလာရဆိုလည်းရတယ်ပေါ့နော်သူကကြောင်လေးနဲ့လည်းဆက်နေတာပါပန်းချံဆိုပေမဲ့လည်းဒီဥယင်လေးပေါ့နော် အထဲမှာရေခဲလည်းရှိတယ်ပြီးတော့ဒီရေကုန်တသေးလေးလည်းရှိတယ်ပြီးတော့ဖျားချောင်းလည်းရှိတယ်ထိုင်စရာနေရာလေးတွေနဲ့ပန်းတွေနဲ့အလိုလားဆင်ထားတာပါပြီးတော့အေးအောင်လို့ဆိုပြီးတော့ဒီအပေါ်မှာရှိတဲ့ရေမွာပန်းလေးအလိုမျိုးရေမွာလေးတွေကြောက်အောင်လည်းလုပ်ထားပါတယ် ညညဆိုရင်သူ့ရှေ့ကဖြတ်သွားပြီးတော့ဒီအေးအေးသွားခဲ့တာမလို့မှတ်ထားလိုက်တာပါအခုကျတော့ဒီနေလေစာလဲစားပြီးတာမလို့လမ်းကြုံတာနဲ့ဝင်ဖြစ်သွားခဲ့တာပါပုံမှန်လိုပဲထင်ထားတာကိုမှဒီလိုစိတ်စိတ်ဆူဆူတတရရရည်ခဲနေနဲ့ဒီနေရလဲအေးတဲ့ခါကျတော့နည်းနည်းလေးထူးဆန်းနေနည်းနည်းလေးပို့ပြီးတော့ตายရတယ်ဆိုပြီးတော့တင်ပြလိုက်တာပါဆက်လက်ကြည့်ရှုပြီးတော့ခံစားပေးကြပါအောင်เนาะ အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်မှပြန်တွေ့ပါမယ်အားလုံးပဲပိုင်ပိုင်ပါ